်ဧပြီလ15ရက်နေ့တကြံအကျက်နေ့မှာတော့ကျွန်တော်83လမ်းမကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ဒါကျွန်တော်တို့မန္တလေးမြို့မှာဆိုရင်မန္တလေးကျုံးဘေးအပြင်ဒီမန္တလေးမြို့မှာအစီအကားဆုံးနေရာတွေဖြစ်ခဲ့ဘူးတဲ့နေရာတွေတဲကတခုကိုရောက်ရှိနေတာပဲဖြစ်တယ်။ဒါဟုတ်ပါတယ်ကျွန်တော်83လမ်းမော်ကမင်္ဂလာမန္တလေးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါကျွန်တော်တို့ရှိမှဆိုရင်မြင်တဲ့အတိုင်း Ocean ကျွန်တော်တို့ဒါဇေဝစင်တာရှိတယ်။ ပြီးရင်မင်္ဂလာမန္တလေးဟိုတယ်ရှိရယ်ပြီးဒီမှာကွန်ဒိုတွေအင်အားတွေရှိရယ်နေရာပေါ့လေကျွန်တော်တို့ဒီ2024ခုနှစ်တုန်းကဆိုရင်ဒီ Ocean Shape မှာပေါ့လေဒါအမန်တက်ကြီးကြီးမားမားခန်းခန်းနားနားရေးဒီဆောက်ပြီးတော့ဒါအဆူတော်တွေဒါရိန်အကတွေနဲ့ခန်းနာခဲ့တဲ့နေရာတစ်ခုပေါ့လေဒါ2025ခုနှစ်ကျွန်တော်တို့ ကြံကာလမှာတော့ကြီးကြီးမားမားမန်တက်တွေရှိမနေဘူး။ဒီမှာကျွန်တော်တို့၆ကတ်နေခဲ့တယ်ပေါ့။ဒါကျွန်တော်ဒီနေရာမှာဆိုရင်ဒါခန်းလာတဲ့မန်တက်ကြီးတွေရှိခဲ့ဘူးရဲ့2024ခုနှစ်တုန်းကအခုတော့ဘာမှရှိမနေဘူးဗျ။ဒီ2025ခုနှစ်ကြံမှာတော့ဘာမှရှိမနေဘူး။ကျွန်တော်တို့မန္တလာတီရီကစားကွင်းထဲမှာပေါ့လေဒီကားတွေဆိုင်ကယ်ထားပြီးတော့ကျွန်တော်ဒီ Ocean Zero Center ရှေ့ကျွန်တော်ဒီ93လမ်းတလျှောက်မှာပေါ့ဒါ လမ်းလျှောက်တကြံပေါ့ဒါမန်တက်ခန်းသားနဲ့မန်တက်ကြီးရှိတယ်ပြီးရင်ကျွန်တော်တို့ဒါဈေးရောင်းနဲ့ဈေးဆိုင်တန်းတွေရှိမယ်စတူဒီတာကျွေးရဲ့မန်တက်တွေရှိခဲ့တဲ့လမ်းတစ်လျှောက်ပေါ့လေရှေ့မှာတော့ကျွန်တော်လမ်းပိတ်ထားတယ်ပြန်လဲမှရဒါရှေ့မှာဆိုတာဟိုတန်ရုံးတွေပါလေရှိတော့လေတို့ကြံတွင်းမှာလမ်းတွေပါနေနဲ့ပိတ်ထားတယ်ဟုတ်ကဲ့ကျွန်တော်တို့53လမ်းက Ocean Super Center ရှေ့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်2025ခုနှစ် April 15ရက်နေ့မန္တလေးရဲ့ အခြေအနေပဲဖြစ်တယ်ခင်ဗျာ